အလုံးမင်းမင်္ဂလာပါရှင်။ဒီမှာတော့ဆီယမ်းမင်းသင်္ခါရတပည့်ဆီယမ်းမဆွေဆွေတွေဖြစ်ပါတယ်။ယခုတပတ်အောက်တိုဘာ3ရက်2025မှာအောက်တိုဘာ6ရက်2025တွင်ကိုနေတာတမီမြအားလုံးတဲ့တပတ်တာကံကျွန်မကိုစတင်ဟောကြားပေးမှာဖြစ်ပါတယ်။ဒီမှာဥဆုံးဒီတပတ်ကြာသရေတာတမီမြမှာစာပြီးဟောကြားမှာဖြစ်ပါတယ်။ကြာသရေတာတမီမြအားလုံးမင်္ဂလာပါရှင်။ အလုတ်ကန်ဒုတိပါလိုက်မယ်အလုတ်ပြောင်းရွှေ့ရခြင်းဦးတည်အိမ်တွေလုပ်ငန်းတွေများလုပ်ခဲ့ရခြင်းအိမ်ပြရခြင်းရှိနေတတ်ပါတယ်ငွေအဝင်ငွေများစွာဝင်ခြင်းအိမ်တို့ရွှေမျိုးတော်ဆက်သူများရောက်လာတတ်ပါတယ်မိမိကိုယ်တိုင်လည်းမကြာခဏဆိုလိုခီးထွေးရတတ်ပါတယ်ခြင်းသာသမီတူဤအောင်မြင်သောတရင်ကြားတတ်ပါတယ်မြင့်မှန်ဝင်ခြင်းစစ်ပစ္စည်းဝင်ခြင်းစိတ်လေးစွာကျွေးလေးစွာဝင်ခြင်းဖြစ်တတ်ပါတယ် ဆိုင်ကယ်ဆိုင်ကားထွက်ခြင်းကားနဲ့ဆိုင်ကယ်ဆိုင်ကားပုတ်တိုက်ခြင်းများကြောင့်ပြငွေကုန်ရတတ်ခြင်းကားကြောင့်ဒဏ်ငွေဆောင်ရတတ်ခြင်းများနဲ့လည်းကြုံတွေ့နေရတတ်ပါတယ်ဖုန်းဟောင်းထွက်ပြီးဖုန်းတဲ့ဝင်ငင်းရှိပါတယ်ပညာရေးနဲ့ပတ်သက်ရင်တော့ပညာသစ်တစ်ခုတင်ရတတ်ခြင်းအစားဆက်ရအဆင်ပြေနေပြီးပညာရေးနဲ့ပတ်သက်ပြီးကုညီတောက်ပမှုများရခြင်းဖြစ်နေတတ်ပါတယ်ရှင်စီးပွားရေးရွှေဆိုင်အလှပြင်ဆိုင် တတိယဆိုင်မုံမျိုးစုံဆိုင်စားတောက်ဆိုင်စားတောက်ကုန်များစီးပွားတည်နေသောအချိန်ကာလဖြစ်ပါလေရှင်။အရေးကြီးကိစ္စသွားလို့လည်းတော့စာမေးဝေးအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းမယမ်းရောင်ဝစ်စာပါတော့ဝစ်စာဝစ်စင်ပြီးသွားပါအစစရာစင်ပြီးကြောမောအမြင်ပါလိုက်မယ်အချစ်ရည်ချစ်သူရည်သားနဲ့အစစရာရာအစင်ပြေပျော်ရွှင်နေရသောချိန်ကာလဖြစ်ပါလိမ့်မယ် အင်းနောင်ရေမကြာခဏဆိုသလိုခီးထွက်နေရ၍ခွဲခွာနေရခြင်းအများနေတတ်ပါလေရှင်။ကျမရေသွေးတိုးခြင်းသွေးတိုးသွေးတတယုဖြစ်ခြင်းအပူလောင်ခြင်းဖြစ်တတ်ပါတယ်။အကျိုးပေးကဏ္ဍ643ဖြစ်ပါလေရှင်။ရေတရအိမ်မယားမှာဘဲသားရင်နဲ့ဆုံးကတ်ဒူတာဆုံးကတ်ဒူတာမြေလိုရဆူတောင်းမှာမိတ်ဆွေများကိုလည်းဘဲသားရင်နဲ့ မင်းဖိတ်ကြွေးခြင်းလက်အောင်ငယ်သားများကိုဘဲသားဟင်းနဲ့သမင်းကြွေးခြင်းပြုလုပ်လိုက်ပါဉာဏ်များပြေပြောက်ပြီးကံကောင်းခြင်းတွေရောက်လာပါလိမ့်မယ်ကြာသရေသာသမီများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။ကောက်ကြသာသမီများအလုံးမင်္ဂလာပါရှင်။အောက်တိုဘာ3ရက်2025မှာအောက်တိုဘာ9ရက်2025တွင်ကောက်ကြသာသမီများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။ စံပွင့်ရင်ဆိုးလက်ဝင်ရင်အပေါ်ငွေရခြင်းများရှိနေပါလိမ့်မယ်။ရွှေလက်စဝင်ရင်လျှက်စနစ်ပတ်သက်သောပစ္စည်းများဝင်ရင်ဖြစ်တတ်ပါတယ်။မြေဝင်ရင်အိမ်ဝင်ရင်လေရင်ခရီးပျော်ရွှင်သောခရီးများရှိနေတတ်ပါတယ်။စိတ်ချမ်းသာစရာများဇစ်တိုက်တွေ့နေရတတ်ပါတယ်ရှင်။လက်အလွန်ပွင့်နေသောအချိန်ကာလဖြစ်ပါတယ်။စံအကောင်းနေသောကြောင့်မိမမျိုးသမီးဖြစ်ပါကအမျိုးသားများ၏အနောက်ရှိကိုခံရတတ်သလိုအမျိုးသားများ၏စိတ်ဝင်စားမှုလည်းခံရတတ်ပါတယ်။ အမျိုးသမီးဖြစ်ပါမျိုးသမီးအမျိုးသားဖြစ်ပါကအမျိုးသမီးစိတ်နှောက်ရှိပေးခြင်းအဆွတ်ဆွဲခံရခြင်းများနဲ့ကြုံရတတ်ပါတယ်လက်အောင်ငယ်သားများအတွင်ငွေကုန်စရာများဖြစ်နေတတ်ပါတယ်ရှင်ရွှေမျိုးတူကျမ်းမာရေးညံ့သောသတင်းလဲကြားရတတ်ပါတယ်ပညာသင်ကြားနေသူဖြစ်ကာဖြစ်ပါကပညာရေးတွေ့ငွေကုန်များနေတတ်ခြင်းပညာကြောင့်လက်လာပါရခြင်းပညာရူးရခြင်းများဖြစ်နေတတ်ပါတယ် စီးပွားရေးအလှပြင်ဆိုင်အလှကုန်ရောင်းဝယ်ရေးအမှုပညာနဲ့ပတ်သက်သောလုပ်ငန်းအမှုပညာရှင်များစီးပွားရေးကောင်းနေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လည်းကောဆောင်းမေဝယ်အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောအဖြူရောင်းဝယ်စားဝတ်ဆင်ပြီးသွားပါအစစရာအဆင်ပြေကြောမောအောင်မြင်ပါလိမ့်မယ်အချစ်ရေးစားကောင်းနေခြင်းဖြစ်သောကြောင့်တည်တည်ကြာကြာလေးလာဆုံးစားမိမှဆုံးဖြတ်ပါအိမ်အောင်ရေး ပုံမှန်တိုင်းသာယာပြည့်ရှင်နေသောချိန်ကာလဖြစ်ပါတယ်ရှင်။ဂျမ်းမာရေခန္ဓာကိုယ်ကက်ခဲနေတတ်ပါတယ်။အကျိုးပေးကနန်၄နှစ်တည်းဖြစ်ပါတယ်ရှင်။ယရိယာအိမ်ဖျားမှာကော်ပြန့်ကျော်ကတ်လူစုတောင်းပြီးယင်းမိတ်ဆွေများကိုကော်ပြန့်ကျော်လက်ဆောင်ပေးခြင်းလျောင်းငယ်သားများကိုကော်ပြန့်ကျော်ကျွေးမွေးခြင်းပြုလုပ်လိုက်ပါ။အညံ့များပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်။သောက်ကြသားသမီးများလို့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါစေရှင်။ စနေသားသမီးများလို့မင်္ဂလာပါရှင်။အောက်တိုဘာ3ရက်2025မှာအောက်တိုဘာ6ရက်2025တွင်စနေသားသမီးများလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်။အလုတ်ကင်တိုးတက်ခြင်းတပတ်တာအချိန်ကာလဖြစ်ပါတယ်။လုပ်ငန်းတည်လို့ရန်လည်းဖြစ်လာတတ်ပါတယ်။ရွှေရည်ပစ္စည်းအသစ်ဝင်ငွေရှိပါတယ်။သားသမီးတို့၏အောင်မြင်သောသတင်းလည်းကြားတတ်ပါတယ်။ငွေလုံးရင်းနဲ့ဝင်ငွေရှိပါတယ်။တကုတ်ကိုခံရတတ်ပါတယ်။ခီးသွွားရင်းလမ်းခီးမှဖြစ်ရတတ်ပါတယ်။ ြစ်ရတတ်ပါတယ်ရှင်စပစ်စည်းတကူထွက်တတ်ပါတယ်ကြီးကဲသူတို့ရဲ့ညဉ့်ညင်မှုတော့ခံရတတ်ပါတယ်စာချုပ်စာတမ်းလက်မှတ်တို့ရေးထိုးခြင်းမပြုလို့ရပါလုတ်တင် ပြဿနာပေါင်းစုံဖြေရှင်းနေရတတ်ပါတယ်မြင့်မှန်ကြငွေကုန်ရတတ်သလိုပြည့်နေသောနိုင်ရှိပါကအမြန်ဆုံးဆွပြစ်လိုက်ပါရက်နေလင်းနဲ့ဓာခဲထည့်လိုက်ပါအစစရာအဆင်ပြေသွားပါလိမ့်မယ်ပညာသင်ကြားနေသူဖြစ်ပါကပညာရေးအနေငယ်အနေငယ် ပညာရေးတွင်းနဲ့အမြဲအနှဲငယ်စိတ်ညစ်စရာ တွေ့နေရတတ်ပါတယ်။ကိုယ့်ရဲ့အထက်လူကြီးဆရာသမားများနဲ့တိုင်ပင်ပြီးဆက်ဆက်ရပြုလုပ်လိုက်ပါ။စီးပွားရေးအိမ်တော်မရီဘောကရောင်းဝယ်ရေးလုပ်ငန်း၊ဟိုတယ်နဲ့ခီးသွားရေးခူးခီးသွားလာရေးလုပ်ငန်း၊ကုသရောင်းဝယ်ရေးလုပ်ငန်းများစီးပွားတည်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လည်းကောင်၊စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်အဝါရောက်ပါတော့ဝက်စားဝက်စင်ပြီးသွားပါဆက်ဆက်အစင်ပြီးကျောမောအောင်မြင်ပါလိမ့်မယ်ရှင်။ အချီရေမင်္ဂလာဆောင်ရန်စီစဉ်နေရသောချိန်ကာလဖြစ်တတ်ပါတယ်။အိန်းအောင်ရေတာအိန်းအောင်ရေတာသမီးရခင်ရှိပါတယ်။ရမရေမျက်စိကြိုက်ခြင်းမျက်စိနာခြင်းများဖြစ်နေတတ်ပါတယ်ဂျိုဘေကနန်683ဖြစ်ပါတယ်ရှင်ယရိယာအိဗျာမှာလိမ္မော်ရေကတ်လူစတောင်းခြင်းမိတ်ဆွေများကိုလိမ္မော်ရေလက်ဆောင်ပေးခြင်းလျှောက်ငယ်သားများအောင်မလိမ္မော်ရေတိုက်ကြွေးခြင်းပြုလုပ်လိုက်ပါစနေသားသမီးများလို့အညံ့များပြပြောက်ရေး ကံကောင်းခြင်းများရောက်လာပါလိမ့်မယ်။စနေသားသမီးများလိုစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဇနာပြေဝကြပါသည်ရှင်။တနင်္ဂနွေသားသမီးများလိုမင်္ဂလာပါရှင်။အောက်တိုဘာ3ရက်2025မှာအောက်တိုဘာ9ရက်2025တွင် တနင်္ဂနွေသားသမီးများလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။ ုတ်လက်အားကောင်းနေခြင်းဖြစ်ပါတယ်အလုတ်ပြောင်းရလဲအလုတ်ပြောင်းရတတ်ခြင်းအိမ်ပြောင်းအိမ်ပြင်ရခြင်းအိမ်ဆေးသွေးခြင်းများဖြစ်တတ်ပါတယ်မိမိချင်းညိုလေးစားသူတို့ဓာတ်ပုံလည်းရောက်လာတတ်ပါတယ်ကားတဲ့ဝင်ရင်တို့မို့ကားဟောင်းမှအစ်စ်ပြောင်းရခြင်းများဖြစ်ပါလိမ့်မယ်။ပညာသင်ကြပညာတစ်ခုတင်ကြရခြင်းဒါမှမဟုတ်ပင်သင်တန်းတစ်ခုတရခြင်းများဖြစ်တတ်ပါတယ်။ဖြည့်ဆို့ထားသောဆောင်မှုပဲရှိပါကဒုကျအောင်မြင်အောင်မြင်ပါလိမ့်မယ်။လက်ကောင်းနေသောအချိန်ကာလဖြစ်သောကြောင့် အချိန်ကာလဖြစ်သောကြောင့်ဆက်ဆက်အဆင်ပြေကျော်မွန်နေပါလိမ့်မယ်စိန်ပါဝင်ဖိုးတန်သောပစ္စည်းဝင်ငင်းရှိပါတယ်အလုတ်တွင်လည်းနာမည်ကောင်းရပါလိမ့်မယ်တိုက်ခန်းဝင်ရင်မိမိရဲ့ထစ်ရီစသမားကြီးကုညီမသာမှုလည်းရတတ်ပါတယ်သူတစ်ပါးတွေတည်တည်လဲရတတ်ပါတယ်ရှင်လျှောက်ငယ်သားများအတွက်လည်းမင်္ဂလာပြုလို့ရမင်္ဂလာများပြုလို့ပေးရတတ်ပါတယ် ဒီပါရေကားနဲ့ပတ်သက်သောလုပ်ငန်း၊ငွေလွှဲလုပ်ငန်း၊တိုက်ခိုင်းရဝယ်လုပ်ငန်းကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လင်၎င်းဆောင်းမေးဝယ်အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့အနည်းယောင်ပါသောဝက်စားဝက်စင်ပြီးသွားပါ။အစစရာအဆင်ပြေချောမောအောင်မြင်ပါလိမ့်မယ်။ချီရေမင်္ဂလာရေးသတ်မှတ်ပြီးမှအပြောင်းလဲရှိတတ်ပါတယ်ရှင်။အိန္ဒဝေသူတပားရဲ့ကိစ္စကြောင့်မကြာခဏဆိုသလိုစကားများ စကားများနေရတတ်ပါတယ်။ကျမကြီးခြေထောက်နာခြင်း၊ကိုက်ခဲခြင်းများဖြစ်နေတတ်ပါတယ်။အကျိုးပေးကနန်းနှစ်သုံးလေးဖြစ်ပါတယ်ရှင်။ယရိယာအိမ်ဘေးမှာကော်ဖီကပ်လူဆူတောင်းခြင်းမိစေများကို ကော်ဖီတိုက်ကျွေးခြင်းလျှောက်ငယ်သားများကိုကော်ဖီတိုက်ရွေးခြင်းပြုလုပ်လိုက်ပါ။ညံများပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်။ဇနင်းငွေတာသမီများလို့စိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဌာနပြေဝကြပါစေရှင်။ တတင်းလာသားသမီးများအားလုံးမင်္ဂလာပါရှင်။ကိုအောက်တိုဘာ3ရက်2025မှာအောက်တိုဘာ6ရက်2025အတွင်းတတင်းလာသားသမီးများအားလုံးတွင်တပတ်တာကညမှာဖြစ်ပါတယ်။စက်တူရှယ်ယာလုပ်ငန်းများလုပ်ရပါလိမ့်မယ်။စိတ်ချမ်းသာစရာများလည်းတွေ့ရတတ်ပါတယ်။ငွေများစွာဝင်ငွေရှိပါတယ်။ဒါပေမဲ့ငွေဖတ်မတင်သေးသောအချိန်ကာလဖြစ်နေတတ်ပါတယ်ရှင်။သူတို့ဘာကိုလည်းထောက်ပံ့မှုများလည်းလုပ်နေရတတ်သောကြောင့်ငွေကိုများနေရတတ်ပါတယ်။ အလုတ်တွင်ရံပေါ်တတ်ပါれအစိုးရ၏ဂုံပြုချင်းမြောက်ခြင်းကိုလည်းခံရတတ်ပါれရှင်လူများ၏ချစ်ကမှုကြီးချီးမွမ်းမှုများလည်းခံရတတ်ပါれအလူဒါနတစ်ခုခုပြုလုပ်ရတတ်ပါれရှင်လူမျိုးကြားဘာသာကြား၏ကြားများ၏ကူညီမှုလည်းရတတ်သလိုနိုင်ငံခြားခရီးသို့မဟုတ်နိုင်ငံရေးချက်နှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရန်ဖြစ်လာတတ်ပါれလျောင်းငယ်သားကြောင့်စိတ်နှောက်ရှိငယ်အနေငယ်တွေးနေရတတ်ပါれပညာရေးနှင့်ပတ်သက်လျှင် ဆက်ဆက်ရာစင်ပြေနေတော့ချိန်ကာလဖြစ်ပါတယ်စီးပွားရေးဓာတ်ဆီဒီဇယ်ရောင်းဝယ်လုပ်ငန်းကုသရောင်းဝယ်လုပ်ငန်းဒီဇိုင်နာလုပ်ငန်းမြေဝေရောင်းလုပ်ငန်းတိုက်ခန်းရောင်းဝယ်လုပ်ငန်းပွဲစားများပုံမှန်အတိုင်းလဲပတ်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လင်၎င်းဆောင်မေးဝင်အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိနေ၎င်းခဲဖြော့ရောင်းဝယ်စားဝယ်ဆင်ပြီးသွားပါအဆက်ဆက်အဆင်ပြေကြောမောအောင်မြင်ပါလိမ့်မယ်။အခြေရေးချစ်သူနဲ့စကားပြောအဆင်ပြေဖြစ်နေပါလိမ့်မယ်ရှင်။ ဤနောင်၏စိတ်ချမ်းသာပျော်ရွှင်ရသောချိန်ကာလဖြစ်ပါတယ်။ကျမ်းမာ၍သွေးပေါင်ကြခြင်းသွေးနှစ်ပတ်သောယောဂါဖြစ်တဲ့ပါတယ်ရှင်အကျိုးပေးကနန်းခွန်ကားလေးဖြစ်ပါတယ်ရရယာအိမ်မယားမှာပေါင်းမုံ၅ချက်ကလူစုတောင်းခြင်းမိတ်ဆွေများကိုပေါင်းမုံလက်ဆောင်ပေးခြင်းလျောင်းငယ်သားများကိုပေါင်းမုံကျွေးမွေးခြင်းပြုလုပ်လိုက်ပါအညံ့များပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်ရှင်တနင်္လာသားသမီးများအားလုံး စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါလိမ့်ရှင်အင်္ဂါသားသမီးများအားလုံးမင်္ဂလာပါရှင်အောက်တိုဘာ3ရက်2025မှာအောက်တိုဘာ6ရက်2025အတွင်းအင်္ဂါသားသမီးများအားလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်လုံးသမားကိစ္စများအားလုံးမပြည့်ပြတ်ပဲတိုးလို့တန်လန်းဖြစ်နေတတ်ပါတယ်အလုပ်တွင်စိတ်မဝင်စားသလိုလည်းဖြစ်နေတတ်ပါတယ် လုပ်ငန်းတိုးချဲ့ရန်ကြံစီများပေါ်လာတတ်ပါတယ်ဒါပေမဲ့တို့မတိုးချဲ့သင့်သေးသောအချိန်ကာလဖြစ်ပါတယ်ရှင်မြေဝင်တက်ခြင်း၊နိုင်ဝင်ခြင်း၊ဖုန်းကွန်ပျူတာများဝင်ခြင်းဖြစ်တတ်ပါတယ်မကြာခဏစုစုလိုခီးထွင်နေရတတ်ပါတယ်အလုပ်တွင်ပြဿနာမျိုးစုံဖြစ်နေတတ်ပါတယ်မိမိနေနေရှင်မျိုးတားခြင်းမတော်တတ်သူတို့ညာအညံ့နေလက်မခံသင့်သေးသောအချိန်ကာလဖြစ်ပါတယ်အထူးသဖြင့်တည်ကြည်သောသူကိုရှောင်ကြဉ်ရပါလိမ့်မယ်ရှင်မိမိရှင်မျိုးညီကောင်မောင်နှမ ကျမရဲ့ညာရင်စီးပွားရေးခေခဲများကြုံရင်းနဲ့ဖြစ်ကြုံတွေ့နေရတတ်ပါတယ်မိမိရဲ့လုပ်တင်မိမိလုပ်တင်မိမိအိမ်တော်ဘေးရေးတွေ့အပြဒနာအနေငယ်ရှိနေတတ်ပါတယ်ဒုသတိထားပါပညာရေးနဲ့ပတ်သက်ရင်တော့အလွန်ကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်စီးပွားရေးစားတောက်ဆိုင်စားတောက်ကုန်ဆေးဆိုင် ရွှေဆိုင်အလကုန်အလပြင်ဆိုင်အထည်ဆိုင်လုပ်ငန်းများအယောင်းဝယ်အနေငယ်နှိကွင်းနေသောအချိန်ကာလဖြစ်ပါတယ် အရေးကြီးကိစ္စသွားလို့လည်းကောင်စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့ပန်းရံပါတော့ဝယ်စားဝယ်စင်ပြီးသွားပါအစစရာအဆင်ပြေကြုံးမအမြင်မှလည်းမယ်အခြေရေအသက်ကွဲနေသောအချိန်ကာလဖြစ်ပါလိမ့်မယ်ရှင်အင်တာဗျူးအလုပ်ကိစ္စကြောင့်နင်းငယ်စကားပြောအဆင်ပြေဖြစ်နေတတ်ပါတယ်ကျမရေကြောအောင်ရင်ခန္ဓာချင်းဖြစ်တတ်ပါတယ်အကျိုးပေးကဏ္ဍ38ရှိဖြစ်ပါတယ်ရှင်။ရေဒီယာအိမ်ဖျားမှာဘစ်ကင်မုံကတ်လို့စတောင်းရင်မိတ်ဆွေများဘစ်ကင်မုံ လက်ဆောင်ပေးခြင်းလျှောက်ငယ်သားများအပြီးစကင်မုံကြွေးမွေးခြင်းပြုလုပ်လိုက်ပါညံများပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်အင်္ဂါသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါစေရှင်ဗုဒ္ဓဦးသားသမီးများအလုံးမင်္ဂလာပါရှင် အောက်တိုဘာ3ရက်2025မှာအောက်တိုဘာ6ရက်2025တွင်ဗုဒ္ဓဦးသားသမီးများအလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်အလုတ်တွေအပေါငွေရခြင်းရာထူးတိုး ရာရှိကရာတို့တိုးကိန်းရှိပါတယ်လေရင်ခီးပြောချင်းသောခီးလည်းရှိပါတယ်ငွေဝင်တော်လဲငွေကိုများနေခြင်းမိမိတွေတရင်ကောင်းကြရတဲ့ခြင်းအစိုးရဤရှင်းမြမှုခံရတဲ့ခြင်းဖြစ်နေတတ်ပါတယ်ပညာရက်တစ်ခုခုတင်ရတဲ့ခြင်းဖြည့်ဆို့ထားသောဆောင်းပဲရှိပါကထူးချွန်သာအောင်မြင်ပါလိမ့်မယ်အလုတ်တစ်ခုမှတစ်ခုပြောင်းလဲအပြောင်းလဲရှိပါတယ်စစ်ပစ္စည်းထွက်ခြင်းမြင့်မှန်မြင့်မှန်ပျောက်ခြင်းမြစ်စီ မြင့်မှန်ကြောင့်ငွေကုန်စရာများဖြစ်လာတတ်ပါတယ်ဖုန်းကွန်ပျူတာထွက်ဖြစ်တတ်ပါတယ်အလုပ်တွေလျောက်ငယ်သားကြောင့်စိတ်နှောင့်ရှင်းများတွေ့နေရတတ်ပါတယ်စိတ်မချစရာများလည်းဖြစ်နေတတ်ပါတယ်အလုပ်ပြစ်လို့ရန်အလုပ်ပြောင်းရန်ဖြစ်လာတတ်ပါတယ်ခင်မင်သောမိတ်ဆွေနဲ့လမ်းခွဲရတတ်ပါတယ်ရှင်စီးပွားရေးကားလုပ်ငန်းထဲလေးရောင်းဝယ်လုပ်ငန်းရေးစနေနာပစ္စည်းများရောင်းဝယ်လုပ်ငန်းဟိုတယ်နဲ့ကြီးသွားလုပ်ငန်းဝင်ငွေကောင်းနေပြီးစီးပွားတည်နေသောအချိန်ကာလဖြစ်ပါတယ် အရေးကြီးကိစ္စသွားလုံလင်၎င်းဆောင်းမေဝဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်၎င်းအပြာရန်ဝက်စားဝက်ဆင်ပြီးသွားပါအစစရာအစီပြေကျောမောအမြင်မှလိုက်မယ်အချီရေပုံမှန်တိုင်းချစ်သူဤအလိုကြလက်လျောမှုများနဲ့ပျော်ရွှင်နေသောအချိန်ကာလဖြစ်ပါတယ်ရှင်အိမ်တော်ရေးစိတ်ချမ်းသာပျော်ရွှင်သာယာနေသောအချိန်ကာလဖြစ်ပါတယ်ကျမ်းမာရေးအပူလောင်ရင်းတက်လိုက်ခြင်းဖြစ်တတ်ပါတယ်အစစရာသတိထားသုံးစွဲလုပ်ကြပါအကျိုးပေးကနန်းနှင့် 6ခွန်ဖြစ်ပါတယ်။ယရိယာအိမ်ဖျားမှာနန်းကြီးတို့ကလူစီကောင်းရင်မိတ်ဆွေများကိုနန်းကြီးတို့ဒါနပြုခြင်းလျောင်းငယ်သားများကိုနန်းကြီးတို့ကျွေးမွေးခြင်းပြုလုပ်လိုက်ပါ။အញ្ញံများပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်။ဗုဒ္ဓသာသမီများလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါသည်ရှင်။ကျမရဲ့ကျမကို ယုံကြည်ခြင်းနဲ့ဘေးရင်ဆင်စစ်မပြတ်မင်းနေကြတော့ဘေးရင်မိတ်ဆွေဟောင်းများမိတ်ဆွေသင်းများစိတ်ကြံတာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေမြန်မာပြည်သူမြန်မာပြည်သားများလုံးကဘာပြည်သူကဘာပြည်သားများလုံးခொနေသားသမီးများလုံးစိတ်ကြံတာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်ကျမကိုကျမအစီအစဉ်တစ်ခုရှိပါတယ် နာမည်သုံးဖြာမိမိရင်သုံးဖြာခဲ့တော့ကိစ္စအခြေရေးအိမ်အောင်ရေးစီးပွားရေးကျန်းမာရေးမိကွန်းတစ်ခုမေးလိုပါကမေးပြန်လဲဖြေကြားပေးပါမယ်တပတ်လေး၃ရောက်ပြန်လဲဖြေကြားပေးပါမယ်နာမည်အပြည့်နာမည်နဲ့မွေးတက်ကြတဲ့အပြည့်စုံရေးပြီးတော့ပို့ထားပေးပါကျမ၃ရောက်တပတ်လင်း၃ရောက်ပြန်လဲဖြေကြားပေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်